အားလုံးပဲမင်္ဂလာပါဒီနေ့ရေသမက်သင်ခန်းစာကတော့အခန်း9ကိုလေ့ကျင့်ခန်းခရီးသမားတစ်ကနံပါတ်890ပါနံပါတ်9ကကျတော့ဒေါင်းမန် coordinate ပြည်ညီပေါ်မှာတဲ့နော် A map ပေးထားရဲ့ဒုက္ခမှာတို့ B map ဒုက္ခမှာ7 C map 14ပေါ်မှာ7 D ကို D map က14ပေါ်မှာ2အဲ့ဒီထည့်ဆုံးမှတ်တွေရှိတဲ့စုကန် ABCD ကိုဆွဲပါတဲ့နော်အဲ့ဒါပြန်မလို့စီကျတော့ အမတ်ရေးဖြစ်တယ်ဒုက္ခမတူကိုဆွဲပါမယ်အမတ်ဆက်ချမယ်ပေါ့နော်မှတ်လိုက်မယ်ဒုက္ခမတူဆိုတာအဲ့တမိုးကလည်းတူဝိုင်တမိုးကလည်းတူပါအမြဲဘီမကဒုက္ခမ7ဆိုကျွန်တော်ရှင်တို့ဒုက္ခမ7လေးကိုမှတ်လိုက်မယ်။နောက်ကအမှတ်စီကကျတော့14,7ဆိုတော့အဋ္ဌမောက14ဝိုင်းတမောက9ပေါ့နော်။အဲ့ဒီမှာကျွန်တော်24ချလိုက်မယ်။နောက်ကဒီရဲ့ coordinate ဖြစ်တဲ့14,2ကျတော့အဋ္ဌမောက14ဝိုင်းတမောက2မှာယူအမှတ်မှတ်လိုက်မယ်။ ြန်ကျတော့အဲ့ဒါကိုဆက်ဆွဲမယ်ပေါ့နော် A နဲ့ B နဲ့ကိုဆက်မယ်နောက်က B နဲ့ C နဲ့ကိုဆက်မယ် C နဲ့ D နဲ့ကိုဆက်မယ် D နဲ့ A နဲ့ပြန်ဆက်မယ်ပေါ့နော်ဒါဆိုတော့ကျင်ကျတော့အဲ့ဒါကိုဆွဲယူပါကြီးနံပါတ်နော်သူဆွဲကန်းတဲ့တိုင်းဆွဲယူရခါမှာကျတော့နံပါတ်ကွာကြည့်ရအလျားတူညီတော့နားမြောက်ဖို့ပြပါတဲ့အဲ့ဒါဒီမှာဆိုရင်အလျားတူညီတာဗာနဲ့ဗာနဲ့လဲဆိုရင်နော်တို့ BC နဲ့ဒီမှာဆိုရင် AB ကိုကြည့်မယ်နော် AB ကကျတော့ဒီကိုဘယ်နှခွက်ရှိလဲဆိုတော့1 2 3 4 5ခွက်ဒါပြင် AB က5 AB 5ဆိုရင်ဒီမှာ CD ရလဲပါတယ်ဆိုရင်5နော် CD ရလဲ5ယူနစ်ရှိတယ်။နောက်က BC ကကျတော့1 2 3 4 5 6 7 8 9 10 11 12စနစ် BC ကကျတော့စနစ်ယူနစ်ရှိတယ်။အဲ့ဒါဆိုရင်ရှင်အောက်က AD ရလဲကျတော့စနစ်ယူနစ်ရှိရောနော်။ဒါကြောင့်မို့ဘာရင်းယူလဲဆိုလို့ရှိရင် AB နဲ့ DC နဲ့ယူရဲနောက်က AD နဲ့ BC နဲ့ယူပါရဲတဲ့နော်။ ။ဒါဆိုကျွန်တော်နံမခါဝေးသွားပါမယ်။ပြန်နေတော့နားမြပေါ်ပြပါတဲ့။ပြန်နေတော့နားရည်ရာဒီဓာတ်မဆုကမှာဆိုမျက်နှာချင်းဆိုင်အနားရည်ပြန်နေလေနော်။ဒါဆိုမျက်နှာချင်းဆိုင်အနားရည်ပြန်နေဆိုတော့ကျွန်တော် AB နဲ့နော်ဘေးမီးသားဖြစ်တဲ့ AB နဲ့ DC နဲ့ပြန်နေ။နော်။နောက်က AD နဲ့ BC နဲ့ဖြစ်တဲ့ဒီအလျားရှိတဲ့အလျားနော်စနစ်ယူနီရှိတဲ့အလျားတွေပြန်နေနော်။ဟုတ်ပြီ။နောက်တစ်ခုကကြာတော့ကျွန်တော်ကအဲ့ဒီ stroke ABCD ဓာတ်တစ်ခုချင်းစီကိုဒီဒီများနဲ့ပြောပြပါမယ်။ ကဲစရုကစီဆိုတာကကျတို့ကအတောင်းဒီတောင်းလေးလာလုံးကတောင်းမှန်နေဖြစ်တယ်ပေါ့နော်တောင်းမှန်နေဖြစ်တဲ့အတွက်ကျတို့က60ဒီဂရီပါတယ်ဒါကြောင့်မို့တောင်းအီရလည်း60ဒီဂရီတောင်းဘီရလည်း60ဒီဂရီတောင်းစီရလည်း60ဒီဂရီဖြစ်ပြီးတော့တောင်းဘီရလည်း60ဒီဂရီဖြစ်ပါတယ်ညမကကြီးက ABCD ကြီးတဲ့မြည်စုကံမျိုးစားဖြစ်တဲ့နည်းလေနော်အခုနောက်ကျတို့တွေ့ရပါတယ်။ ABCD ကတောင်းမှန်စုကံတစ်ခုဖြစ်ပါတယ်လို့ရေးလိုက်ရပါပြီပေါ့နော် ပြီးရောနံပါတ်9ပါနံပါတ်9မှာလည်းဒေါမန်ကောရီပြီးခုပေါ်မှာတဲ့နော်ပီမတ်ကျူမတ်အာမတ်စမတ်ချီတဲ့ထိုင်းစမတ်တွေကိုဆိုတော့ဆဲပြီးတော့စမတ်ပြီးတော့စုကန်ပီတူအားကိုဆိုပါမယ်နော်ဒါတော့ဒီရေကိုကြည့်မယ်ပီတန်မိုးက8.1တူတန်မိုးကနော်11.7အာတမိုးက8.13ဖြစ်ပြီးတော့ S တမိုးကတော့8.5ဖြစ်ပါတယ်တဲ့နော်။အဲဒါကိုမှတ်လိုက်ပြီပေါ့နော်။ P2 R S ဆိုပြီးကျွန်တော်မှတ်လိုက်ပြီ ဖက်လိုက်ပြီးတဲ့အခါမှာ p နဲ့ junior ကိုဆက်မယ် junior r နဲ့ကိုဆက်မယ် r နဲ့ s နဲ့ဆက်မယ်နောက်က s နဲ့ p နဲ့ကိုပြန်ဆက်လိုက်မယ်ဒါဆိုရင်ဒီပုံစံလေးရပါပုံလေးလဲဆိုတာစဉ်းစားမယ်နော်ဒီကြရင်ကျွန်တော်အဲ့ဒီမှာအလျားတူညီတဲ့နားမြပေါ်ပြပါတယ်အဲ့ဒီမှာကျွန်တော်ကနော်အလျားရဲ့အကုန်လုံးက၄နားလုံးကတူညီရတယ်ဒါကြောင့်မို့ကျွန်တော်ကနားလေးနားလုံးညီလိုက်မယ်ပေါ့နော်ပြီးကျွန်လဲကျွန်က rs sp အနားလေးနားလုံးညီရပြတယ်ပြကျွန်တော်နားလေးနားလုံးတက်စီပြီးတော့ညီလိုက်မယ် ့မကောက်ရပြန်နေတော့နားရမှာပြပါတယ်ပြန်နေတော့နားရပိုင်းလဲဆိုရင်ဒီလိုနော်အဲသူ့ရဲ့မျက်နှာချင်းဆိုင်အနားရေပေါ့နော်ဒါမှမဟုတ်ရင်အနားလေးနားလုံးပေါ့နော်အနားလေးနားမျက်နှာချင်းဆိုင်အနားရေပြန်လိမ့်မယ်ပေါ့နော်အဲဒီလိုက P2 နဲ့ SR နဲ့ပြန်မယ်နော် P2 နဲ့ SR နဲ့ပြန်မယ်နောက်တစ်ခုကကျတော့ဒီလိုပုံလေးမှသားသူမျိုးပြချပြန်ပြီမယ်နော်အဲကနော် PS နဲ့ Jua နဲ့လည်းပြန်မယ်နော် PS နဲ့ Jua နဲ့လည်းပြန်မယ် တယ်။နာမည်နဲ့နားရတဲ့။အဲ့ဒါရင်ငါကငရဇူးရန်ပီတူအားရဲ့ဒေါက်တခုချင်းစီကိုဒီဂရီများပြဖို့ပြပါရဲ့။တကယ်ရင်တူညီသားတော်များရှိခဲ့လေရင်တူတော်များကိုပြရမယ်။အဲ့လိုဒီချင်းတို့ကနော်ဒေါက်ပီရဲ့ဒေါက်ကျူရဲ့ဒေါက်အားရဲ့ဒေါက်အဲ့အဲ့ဒါတွေကိုစဝိုင်းချမ်းတဲ့တရားရေးတိုင်းမျိုးနော်တိုင်းတဲ့ခါမှာရေတိုင်းတဲ့ခါမှာဘယ်လိုရလဲဆိုရင်ဒေါင်းပီယာ90ဒီဂရီရတယ်ဒေါင်းကျူက130ဒီဂရီရပြီးတော့ဒေါင်းအားကတော့90ဒီဂရီဒေါင်းအက်စ်က130ဒီဂရီ တင်းတူနီလက်တောင်းနေရပါပြီမလားဆို50ဒီဒီတောင်းနေဖြစ်တယ်နောက်ပြီနဲ့တောင်းအောင်နဲ့တူလက်ဟိုကတောင်းကျူကတောင်းကျူနဲ့တောင်းအောင်က130ဒီဂရီဆိုတော့သူတို့နှစ်တောင်းအောင်နဲ့ညီနေပေါ့နော်ဒါသားမို့နောက်တောင်းပြီနဲ့တောင်းအောင်နဲ့ညီပြီးတော့နောက်ကတောင်းကျူနဲ့တောင်းအောင်နဲ့လည်းညီပါရဲ့နော်ဒါဆိုရင် PQR ဒီမီနီစုကံမျိုးသားဖြစ်တယ်ဒီရဲ့ဒါဆို PQR ဆိုတော့ကျူကဒီချေခုနကပုံကြီးပုံလေးကိုကြည့်တဲ့အခါမှာ rabbit နဲ့တူပါတယ်ဒါကြောင့်မို့လို့ကျူက PQR ရဲ့ဒီ เนาะสู้กันพี่จ๋าดิเรมเบอร์ตะคูဖြစ်ပါတယ်လို့ပြောရေးပြလိုက်ရပါပြီနံပါတ်10ပါနောက်မှ coordinate ပြင်တစ်ခုပေါ်มาတဲ့ EFGH ဆိုတဲ့အထည်စုမှတ်တွေရှိတယ်စုကန် EFGH ကိုဆဲပါတယ်ဒါတော့ပထမဆုံးခြေတော့ E မှတ်လေးပေါ့เนาะ E မှတ်လေးက2ပေါ်มา2ပါနောက်အရင် H ကြံမို့ရတယ်2 Y ကြံမို့ရတယ်2နောက်က F တမောက14ကိုမှတူ F က M coordinate က14ကိုမှတူပါအဲ့တမောက40 Y တမောက2တာနောက်ဟာ G တမောက GM မှာရှိတဲ့ coordinate က17.7ပေါ့ဒါကြောင့်မို့အဲ့တမောက70 Y တမောက7နော် x က m ပြ coordinate မြစ်တယ် m ဖြစ်တယ်5.7 x တမောက5 y တမောက7မှာအဲ့မှာမှတ်မှတ်လိုက်မယ်မှတ်မိတဲ့အခါမှာ inner f နဲ့ကိုဆက်မယ် f နဲ့ g နဲ့ဆက်မယ် g နဲ့ x နဲ့ဆက်မယ် x နဲ့เนาะ e နဲ့ပြန်ဆက်မှာပေါ့နော်ဒါဆိုရင်ဒီမှာပုံလေးတစ်ပုံရပြီပေါ့နော်အဲ့ဒီမှာဒီနံပါတ်ကကြီးကအလျားတူညီတော့အနားမြောက်ပြပြပါတဲ့ဒါဆိုရင်ဒီပုံမှာဆိုရင်အလျားတူညီတာက hg နဲ့เนาะ ef နဲ့ hg နဲ့တူမယ်နောက်ပြပြဘာနဲ့တူမလဲဆိုတော့အဲ eh နဲ့ fg နဲ့လည်းဂျိုးတူမယ်ပေါ့နော်နည်းနည်းချင်းစာအနားလေးတူတာပေါ့နော်နည်းနည်းချင်းဒီစောင်းတွေရဲ့အနားနှစ်ခုတူမယ်ဒါကမှဒီတက်တက်သွားနေရဲ့ရှေ့ရဲ့အနားနှစ်ခုကလည်းတူမယ် ဟုတ်နော်ဒါဆိုရှင်တို့နမခါဝေးပါပြန်နေတော့နားမြပေါ်ပြပါတယ်အပြန်နေတော့နားကလည်းဆိုတော့ခုနအတိုင်းပဲမြန်မာရှင်းဆိုင်ခုနတူးတဲ့နားရည်နေတူပါပဲမြန်မာရှင်းဆိုင်နားရည်ပဲပြန်ပါဘူးနော်မြန်မာရှင်းဆိုင်နားရည်ကညီလဲညီရဲပြန်လဲပြန်လဲဖြစ်တဲ့အတွက်ခုနနမကကြီးမှရေးခဲ့တဲ့အတိုင်းပဲ EF နဲ့ H နဲ့တူရယ်ဆိုရင် EF နဲ့ H နဲ့ပြန်မယ် E ပါလဲ EH နဲ့ F နဲ့ညီရယ်ဆိုရင် A နဲ့ F နဲ့လည်းပြန်မှာပါပေါ့နော်ဟုတ်ပြီနမကငယ်ကကြတော့သူက EFGA ဓာတ်ဥပဒေစီကိုဒီဂရီများပြန်ပေါ်ပြပါအကယ်၍ဒီမျိုးတော်များရှိရင်တို့တော်များပေါ်ပြပါရဲ့နော် အပြင်ကျတို့ကတားလိုက်တဲ့အခါမှာစဝိုင်းကျတဲ့တိုင်းနေတဲ့အခါမှာနော်ဒေါင်းကြီးက60ဒေါင်းအက120ပေါ့နော်ဒေါင်းကြီးက60ဒေါင်းအက120ဒါဆိုတူတူတော့ဒေါင်းနေရှိတယ်ပေါ့အဲ့ဒါကျတို့60နော်ပမာဏရှိတဲ့အဲဒေါင်းတွေကဒေါင်းကြီးနဲ့ဒေါင်းကြီးပေါ့အဲ့နှစ်ဒေါင်းညီနေဟိုက120ပမာဏရှိတဲ့ဒေါင်းနေပြတဲ့ဒေါင်း F နဲ့ဒေါင်း A နဲ့ညီနေပေါ့ဟုတ်နော်ဒေါင်းကြီးနဲ့ဒေါင်းကြီးနဲ့ညီမယ်ဒေါင်း F နဲ့ဒေါင်း H နဲ့ညီမယ်အဲ့ဒါဆိုရှင်နောက်တစ်ခုကတော့ဗာမိသားလဲဆိုတော့ EFJ ကမင်းစုရမျိုးသားဖြစ်တယ်နီးတဲ့အဲတော့ EFJ ကခုနတည်းကဆွဲတဲ့ပုံမျိုးကြည့်တဲ့အခါမှာသူကနေပြန်စုကပုံစံတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့ EFJ ကဒီနေပြန်စုကတစ်ခုဖြစ်ပါသေးလို့ရေးလိုက်ရင်နော်ဒီပုံလေးရပြီးတော့ပါပြီဒါဆိုရင်ကျတို့လေ့ကျင့်ခန်းခုနှစ်သမားတည်လက်ပြီးပါရေးအခန်းခုနှစ်လည်းဒီမှာနေပြီးပါပြီပေါ့နော်ဆုံးမကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာကျတို့ပြကြပါမယ်